အီလက်ထရောနစ်ကားတွေကမကြသေးခင်ကပဲစပြီးတော့တီထွင်လာသလိုထင်ရပေမဲ့တကယ်တမ်းမှာတော့တက်စီကားတွေတပုံပြီးတော့ရှေးဆန်နေဆိုတာသင်သိပါသလားဟုတ်ပါတယ် EV ဆိုတာတွေက1800ခုနှစ်နောက်ပိုင်းနေကလေးကတည်ရှိကြတာဖြစ်ပြီးတော့ယနေ့မှပြန်ပြီးတော့ရှင်းတန်းလာတာဖြစ်ပါတယ်လက်စစ်ကားတွေရဲ့စတင်မှုနဲ့တူ Naked Ambrosia တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့က 1890ခုနှစ်အလယ်ပိုင်းမှာတော့ကားမျိုးစားသုံးမျိုးရှိနေပြီဖြစ်ပါတယ်ပထမတစ်ခုကတော့ရင်းနှွေးငွေနဲ့မောင်းတဲ့ကားနောက်တစ်ခုကတော့တက်စီနဲ့မောင်းတဲ့ကားနောက်ဆုံးတစ်ခုကတော့တရက်စစ်နဲ့မောင်းတဲ့ကားဖြစ်ပါတယ်ဒီဟာထဲမှာမှအော်အော်ကိုကောင်းတဲ့ချက်ကတရက်စစ်ကားတွေကပိုပြီးတော့လူကြိုက်များခဲ့တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တရက်စစ်ကားတွေကတန်ရှင်းတဲ့ဒိတ်ဆိတ်မှုရှိတယ်ဒက်စ်အက်တီကက်တုံးကတက်စီကားတွေလိုမျိုးအဲကျွန်တော်ထွေလာကြီးမောင်းတဲ့ပုံစံလိုမျိုးပေါ့ဗျာလက်နဲ့လှည့်ပြီးတော့အင်ဂျင်ကိုနှုတ်ကြမလို့ အဲ့အတွက်ကြောင့်မို့လို့လူကြိုက်ပုံပုံများခဲ့တာဖြစ်ပါတယ်1900ပြည့်နှစ်လောက်အတွင်းမှာ breaker electric နဲ့ detroit electric ဆိုတဲ့ကုမ္ပဏီတွေကသူတို့ရဲ့ချမ်းသာတဲ့မြို့သားတွေအတွက် EV တွေကိုစတင်ပြီးတော့ထုတ်လုပ်ခဲ့ပါတယ်နာမည်ကြီးတဲ့သူတွေထဲက Thomas Edison ကလည်းတရက်စ်ဘက်ထရီပညာမှာပါဝင်ခဲ့ပြီးတော့ Henry Ford ရဲ့ Citizen ကလည်း EV ကိုပဲမောင်းခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ EV ကတွေကနောက်ပိုင်းမှာဝယ်လို့အားကျဆင်းသွားခဲ့ပါတယ် ဈေးနှုန်းသက်သာပြီးတော့ညံလဲမြန်ဆန်တဲ့ခရီးဝေးတွေလည်းသွားနိုင်တဲ့ Ford Model T တက္ကစီကားတွေကိုလူတွေကပို့ပြီးတော့သုံးလာကြပါတယ်။ EV တွေကတတောင်တတာရှိပေမဲ့မော်တာအားနည်းတာခီးသွားလာနိုင်တဲ့ကွာဝေးနည်းတာပြီးတော့ကားရဲ့ size အနေထားကကျင်းမြောင်းတာဒါတွေအတွက်ကြောင့်မို့လို့လူတွေကတက္ကစီကားကိုပို့မှုပြီးတော့သုံးဆွဲလာကြပါတယ်။ 1990ခုနှစ်နဲ့1990ခုနှစ်ဒီမှာရေနံစင်းတို့မြင့်မားလာတာနဲ့အမျှတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုစိုးရိမ်မှုတွေအတွက်ကြောင့်မလို့ EV ကားတွေကိုလူတွေကတပံပြန်လဲပြီးတော့စဉ်းစားလာကြပါတယ်။ဒါပေမဲ့ဤပညာအရာကလုံလောက်တဲ့အနေအထားမရှိသေးတဲ့အတွက်ကြောင့်မလို့အာကျွန်တော်တို့ EV ကားကိုထုတ်လုပ်တဲ့အခြေကပြန်ပြီးတော့ကျော်နေသွားပြန်ပါတယ်။ဒါပေမဲ့2008ခုနှစ်မှာ Tesla ရဲ့ Roadster ဟာ EV တွေကိုပြန်လည်ပြီးတော့နာမည်ကြီးစေခဲ့ပါတယ် မိုင်းနေရာကျော်သွားနေတာနဲ့တူဒီဇိုင်းကလှပ်ပါတယ်။ညံဆန်တယ်ဆိုတော့တက်တွေကိုပြသနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ EV တွေဟာပို့ပြီးတော့ထူးခြားစွာထူးတက်လာခဲ့ပြီဖြစ်ပါတယ်။ Tesla, BYD, Ford နဲ့ BMW တို့အားလုံးကလျှက်စစ်ကားတွေတော့အပြိုင်ဆိုင်ထုတ်လုပ်နေကြပါတယ်။ခြားသောနိုင်ငံတွေကကုမ္ပဏီတွေကလည်းအဝင်းကျင်နဲ့လာရောညီထွေမှုရှိပြီးတော့စွမ်းဆောင်ရည်မြင့်မားတဲ့ EV တွေကိုရရှိဖို့အတွက်စူးစမ်းနေကြတဲ့ဖြစ်ပါတယ်။ဆိုတော့ 2800ခုနှစ်ကတည်းကစတင်ခဲ့တဲ့ EV ဟာအခုကျွန်တော်တို့27ရာစုမှာတပံပြန်လဲပြီးတော့ဖတ်ပေါ်လာပြီးဖြစ်ပါတယ်ဒီတစ်ခါတော့တကယ်တမ်းနေရာယူဖို့လာခဲ့တာပါဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားနေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ TikTok account မှာ follow လုပ်သွားဖို့မေးပါနဲ့နောက်ထပ်ဤပညာနဲ့တမိုင်းအကြောင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့နောက်တစ်ခါပြန်တွေ့မယ်တိစောင့်နေပေးပါဆိုတော့ ကျွန်တော်တို့ရဲ့လက်ရှိမြန်မာပြည်မှာရှိနေတဲ့ EV ကားခြေနေသေးတွေကိုလည်းတည်တဲ့ကိုတွေညီကိုတွေကပြပြပေးတော့ပါအောင်ဗျာ။